လိုင်းဟောက်စ်မြန်မာမှာအခုအဓိကပြောပြနေတဲ့ရုပ်ရှင်မျိုးစားတွေတကူကအာဒီဝတ္ထုတွေကိုခြေခံပြီးတော့ပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေအကြောင်းပေါ့နော်။ပြီးတဲ့အတိုင်းပဲကိုသဘောကျတဲ့ဇက်ကောင်တွေ University ကိုဒီအသက်သွင်းမိတာကိုအာမြင်ရတဲ့ဥစ္စာကကျေနပ်ဖို့ကောင်းတယ်ပေါ့နော်။ဒါပေမဲ့ဒီဝတ္ထုတွေမှာပါတဲ့အတိုင်းအကုန်100%တော့ပါတဲ့အာရုပ်ရှင်စီးပွားဆိုတော့တော်တော်ရှားတယ်လေနော်။ပြီးတော့စာအုပ်ပါတာတိုက်တဲ့သူတွေကြတော့လေဒီစာအုပ်ကပေးတဲ့ရာသကိုဘာနဲ့မှမလဲနိုင်ကြဘူး။ပြီးတော့တချို့ကြတော့လေဒီရုပ်ရှင်ကို ြောက်သွားပြီးတော့အာဝတ္ထုထဲမှာဘာတွေရေးထားမလဲဆိုတော့ဖတ်ချင်ကြတယ်ရှိတယ်ပေါ့နော်အဲ့တော့ဒီပိုရဲ့ live house မြန်မာ channel မှာဒီလိုမျိုးစာအုပ်တွေကိုရှာပြီးတော့ဖတ်ချင်တဲ့တွေအတွက်အာစာအုပ်ရှာပြီးတဲ့ plan လေးကိုစပြီးတော့လုပ်နေတယ်ပေါ့နော်အဓိကကတော့ viewer တွေရှားခတ်တယ်ရှားပါစာအုပ်တွေကိုစူးစီးပေးနေတယ်အာကိုလိုချင်တဲ့စာအုပ်လေးတွေကိုလည်းလာရှာခိုင်းလို့ရတယ် English version ရောဗမာဘာသာပြောင်းနှစ်မျိုးလုံးကိုလိုက်ပြီးစူးစီးပေးနေတယ်ပေါ့နော်အာပြီးွားတော့ကြတော့ဒီအပြစ်မဘလို့မှဝယ်လို့မရတဲ့ရှားပါစာအုပ်တွေဆိုလို့ရှိရင်လည်း order တင်လိုက်တာနဲ့အသေးထပ်ထုတ်ပေးနိုင် ို့စာအုပ်တိုက်တွေနဲ့ချိတ်ဆက်ထားတယ်ရေဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့အခုတလောဒီ viewer တွေခြားထဲမှာအာလာပြီးတော့မှားနေတာများတယ် Harry Potter အာ book series ပေါ့နော် English version ပေါ့ဟုတ်ဆိုရင်ဒီ Harry Potter စာအုပ်တွေကပထမဆုံးဖတ်ခဲ့ဘူးတဲ့အာအင်္ဂလိပ်စာအုပ်တွေထဲမှာပါတယ်ပေါ့နော်သူကကလေးတွေအတွက်ရွယ်ပြီးထုတ်ထားဆိုတော့သူ့ရဲ့ဒီအာ language level ကလည်းအရင်ကြီးမမြင်ဘူးနားလည်ရလွယ်တယ်အာပြီးတော့စာလုံးသစ်ကလေးတွေလည်းအများကြီးလေ့လာလို့ရတယ်ပေါ့နော်အဲ့တော့ဒီအင်္ဂလိပ်စာကိုလေ့လာနေရ ေကိုရဲ့ language skill ကိုတည်မှုကြိုးစားနေရတယ်ဆိုလို့ရှိရင်ဒီလိုမျိုး English မင်းစာအုပ်တွေဖတ်တာကအော်တော်တော်လေးအကျိုးပြုတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာမှာလို့ရတာက original set နဲ့ reprint ပေါ့နော်ဒီ original set ဆိုလို့ရှိရင် original publishing house တွေကထုတ်ထားတဲ့စာအုပ်တွေပေါ့နော်မူရင်းစာအုပ်ကြီးတွေအဲ့ဒါကတော့ set လိုက်ပဲဝင်လို့ရတယ်ဒီ Harry Potter 1 to 7 book series နဲ့အတူ the cast child ဆိုတဲ့စာအုပ်ပေါ့နော်စုစုပေါင်း၈အုပ် လက်ခတ်ချာရတော့တော်တော်များတော့တိကြပါတယ် Harry Potter ဝတ္ထုအော်ခုနှစ်ထွက်ပြီးတဲ့နောက်မှာသူကအဆက်အနေနဲ့ထွက်ထားတာသူကရုပ်ရှင်တော့မထွက်ဘူးအော်ပြဆက်အနေနဲ့ကဘာနှက်မှာလိုက်ပြီးတော့ကပြနေတာပေါ့နော်အော်ဒီအော် Deadly Hallows ပြီးတဲ့နောက်16နှစ်ကြာချိန်မှာဒီ Harry ရဲ့တာ Albus Severus Potter အကြောင်းကိုအော်အဓိကထားတာအဲ့တော့ဒီရှစ်အုပ်ရမယ်ဒီဆက်ထဲမှာဆိုလို့ရှိရင်သူကဒီ original quality ကိုတော့မှ9800ကျပ်နဲ့မှာလို့ရတာပေါ့နော် အာ color dye လည်းသဘောကျမယ်ဆက်လို့တော့ထင်ပါတယ်။အဲနောက်ထပ် reprint ဆိုတာကတော့ဒီ local publishing house တွေကနေပြီးတော့အစ် print ထုတ်ပေးတဲ့ဟာမျိုး။အဲ့ဒါကကြတော့ကိုစီမလား order တင်နေဆိုလို့ရှိရင်ကိုယ့်အတွက်တည်တန်းထုတ်ပေးတဲ့ဟာ။သူကတော့တအုပ်ချင်းရတယ်။အာဒီတအုပ်ချင်းဈေးလေးတွေလည်းအာပြပေးထားမယ်။အာတချို့စာအုပ်တွေကတော့တအုပ်ထဲဝယ်ရဖို့တန်းတယ်။ဒါပေမဲ့အာတချို့ဈေးမြောက်တဲ့စာအုပ်တွေဆိုလို့ရှိရင်တော့တကယ်တမ်းတွက်ကြည့်လိုက်လို့ရှိရင်အာ reprint အုပ်ချင်းဝယ်တာထက် original set ဝယ်တာပိုပြီးတော့တန်းနေရလိမ့်ရှိရဲ့။ ဲ့တော့ကိုဘာလို့ရှင်လဲဆိုတာကိုကြည့်ပြီးတော့ကိုလဲလာတိုင်းပြီးတော့မှားလို့ရ